ားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်ဖတ်ပြပေးတော်မှာကတော့ဆရာမမတ်တီရာဆန်းချောင်းရဲ့ကျောင်းသူတန်ခွဲဆိုတဲ့ဝတ္ထုတို့လေးပဲဖြစ်ပါတယ်ခင်ဗျာပထမအဦးဆုံးအနေနဲ့ဒီဝတ္ထုလေးဟာဆိုရင်ဖြင့်2002အောက်တိုဘာလမှာမြန်မာဒနမဂ္ဂဇင်းကစာပေစစ်စစ်ရေးခွင့်ပြုချက်အမရခဲ့တဲ့ဝတ္ထုတစ်ပုဒ်ပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာ ူတန်ခွဲလွန်ခဲ့တဲ့15နှစ်ကျော်ကနေမထူနိုင်တော့ဘူးလို့တော့ကြိုတွေးခဲ့တာပေါ့ကလေးမဟုတ်တော့တဲ့မိမိကံကိုတွေးရမှာလေဒါကကုတန်တေယောစကားထားနဲ့ထူထားတယ်လက္ခဏာကြီးသုံးပါးကိုပြတာလေမျက်နှာတော်အနီးအချင်းတီးတယ်အဝေးအချင်းပြုံးတယ်ဒါကအရှိပန်မဟုတ်ဖရာကကောနာကုံဆန်တကူးထားနဲ့ထူထားတာလေလက်ထဲမှာခိုင်တာငရဲမီလုံးရေတဲ့ချာရေခန်းနဲ့ဂုံးမပြန်မီလောင်နဲ့ မိုးပေါ်ပြင်းမိုးခေါင်နေဒါကြောင့်မို့ခြေပစ်လိုက်တာအရင်တော့ကမယ်ရီလာရင်တပါဖះခြေပေါ်မှာမိပူစောတာမိလောင်သွားတယ်လေလွန်ခဲ့တဲ့15နှစ်ကျော်ကမိမိကဟာအာနန္ဒာရဲ့အဲ့ကျိုးဆဲလဲပစ္စည်းကွေးလေးပေါ့ပိန်ပိန်တိတိနဲ့ငေါန်တောင်လေးအလွတ်ချက်ထားတဲ့ဖះအကြောင်းလေးကိုတန်ဆင်မဲ့ရေရွလို့သူရွတ်ပြတဲ့ဖះအကြောင်းထက်သူ့ဘဝအကြောင်းလေးဆက်စုလိုက်တော့သူ့တန်ဆင်လေးပြောင်းလဲသွားခဲ့တယ်လေ မိကန်ကြောင်းလိုက်ရအောင်ပတ်စံရှိခြင်းနဲ့မိကန်အဘအပြောတယ်ဒီနှစ်ဆာမပွဲအောင်အောင်အောင်ကြောင်းထရမယ်တဲ့မိကန်ငိုတာပဲကြောင်းမထွက်ချင်ဘူးပြီးတော့ဒီလူချက်ထားတာတွေပြောချင်ဘူးဒါပေမဲ့အဘကပတ်စံမရှိဘူးအမကလည်းအချွဲလေးတွေများတော့မနိုင်ဘူးအဲ့ဒီမိမိကန်ကခொနှစ်နဲ့တမိမိမိကန်ပေါ့မိကန်သားပိန်နေ၅နှစ်ပြည့်တော့မယ်ကိုအောင်ကတောင်ကြီးကိုကားလိုက်သွားတယ် မိကန်အဲဘားရဲ့ရက်တွေမှုဒီယွန်းလံကိုမမှန်ဖွင့်ပြဘူးအခုမိကန်ကအာနန္ဒာဖျားဆိုင်းထိုင်ဧကန်အိုးစီ အလောတော်လေးပါလားဘဝပြပြနေအေးစေးစေးလေးသူ့ဘဝအတန်စင်တွေကိုတည်တည်ငြိမ်ငြိမ်ပဲတည်ခုံပြပါတယ်မိကန်အသံပညာမရှိပေမဲ့ဧရီကြိုက်တော့ဒါလေးပြောနိုင်ပါတယ်ဆိုင်းလဲရှိတော့မဆိုးပါဘူးကိုအောင်ကလည်းလှုပ်ပြတယ်မရှိပါဘူးငွေရတော့ဝဲမာတယ် ပကံကလည်းရန်ကုန်ထက်တောင်ခွန်စင်းလုံးကြီးမဲ့ထင်ပါတယ်။အဲရှိနေတော့ဈေးတွေတင်ယူထားကြတာလေ။နောင်တော့ကိုအောင်ရောမိကံမှာမိသားစုကိုပြန်ထောင်နေရတယ်။ကိုရီးယားအကြီးမဟုတ်လား။အငယ်တွေကအကြောင်းလိုက်ကြအောင်လေ။ဝင်တဲ့လောက်ကသုံးနာနဲ့ကုန်းနာပါပဲ။စုမိတာတိတ်မရှိဘူးပေါ့။အခုမိကံကအသက်22နှစ်တမီမိမိကံလေ။ကလေးမဟုတ်တဲ့မိမိကံပေါ့။ရွှေစည်းကုံမှာမှာ ဒီစီတီတော်ကြီးကလူတရက်နဲ့တရက်တဲတာတဲ့နေမှာဆိုလူရရတဲတယ်ညချာမှာနတ်တရားတဲတာဒါကြောင့်ခဏလေးနဲ့ပြီးတယ် အတွင်အံပွဲကိုပါ အပြင်အံပွဲကိုပါရှိပါတယ်ဇေတီတော်ကြီးရဲ့အခြေဟာတတိုင်းရအပြင်ကိုမထွက်ဘူးလူသူပြိတ္တာဘလောက်များများဇေတီပရုံနဲ့မဆန်ဘူးဆိုတာမရှိဘူးကျန်းစစ်သားကဒီနေရာမှာလှန်ထောက်ခုံခဲ့လို့လှန်ရချန်ခဲ့တယ်လေဟိုးကြောင်မြင့်ကကျန်းစစ်သားရဲ့မြင်းဘိုင်းနာရင်အဲ့ဒီမြင်းရဲ့ပိုက်ကိုပုတ် ပြီးရင်ကိုယ့်ဘက်ကိုပြန်ပို့ရတယ်။ခေါင်းကရင်ခေါင်းကိုပို့ဒါဆမ်မူတပိတ်အခါကြီးရကြီးလာပြင်းနေတယ်မှာဆိုရင်အန်တီဘလောက်ပဲဆော့ဆော့ထထဒီတပိတ်မှာဆောင်းလောင်းပြီးတာတွေ့ရတယ်။နတ်တရားအမြဲဥတယ်။လွန်ခဲ့တဲ့15နှစ်ကျော်ကရင်းနှီးခဲ့ဘူးတဲ့တန်ဆန်က စာရာအတိအကျနဲ့ပြန်လဲဆန်းတက်လာပါဘကော။ဖះအကြောင်းပြောပြမယ်နော်။ကုသိုလ်ပါပတ်စံပေးလဲရတယ်ပြောပြရစီ။ ဒီစာရားနဲ့တန်ဆင်ကမော်ဒန်မှာအဲတရားကိုဘုရားအကြောင်းပြောပြမယ်ကလေးတတိုက်ဖြစ်နေတယ်လေအဲပါတဲ့ရမှုပါအန်တီရဲ့အန်တီသိန်းတုံးရဆုကြီးပေါက်ပြီးပါချဲရူကကြီးဝယ်စီလို့ပကံတစ်ခေါက်ပြန်လာပြီးအလူကြီးပေးနိုင်ပါစေတန်ဆင်မဲ့စာရားတွေကဆဲလဲပြစီခွေဆဲလဲအနီတော်ဆဲလဲခက်ချစ်ကြီးအားလုံးစီကတပြိုင်နဲ့ပဲ့တင်ထားလို့မော်ဒန်တန်ဆင်နေပါလားဒါဆိုဆဲလဲလေးတွေရော မော်ဒန်နေပြီလားလွန်ခဲ့တဲ့15နှစ်ကျော်ကမိမိကံကိုဆက်စုခြင်းစိတ်ပေါက်လာခဲ့လေတော့တမိအသက်ဘယ်နှစ်နဲ့လဲ17နှစ်ကျောင်းနေလားသုံးနှမ်းမှာကျောင်းထွက်လိုက်တယ်ဘာလို့လဲအငယ်ရီးယားများတော့သူတို့ကျောင်းလိုက်လို့ရအောင်လို့လွန်ခဲ့တဲ့15နှစ်ကျော်ကမိမိကံကဘွားကနေပြန်ပေါ်လာတယ်မဟုတ်တာလွန်ခဲ့တဲ့15နှစ်ကျော်ကထက်တောက်ပနေတဲ့ရွှေစည်းခုံကိုကြော်ခိုင်းရင် အဲ့ဒီတော့ကလည်းမထူနိုင်တော့ဘူးလို့ကြိုတွေးခဲ့တယ်မဟုတ်လားလို့ကိုဘာသာပြန်မင်းနေမိတယ်။ ှက်ပြက်တောင်မှာဒါကပြူစောတိရဲ့လက်ချက်နဲ့တည်သွားတဲ့ငှက်ကြီးပုံလိုထူထတာလေပျက်စီးသွားပြီးပြန်ထုတော့မတူဘဲနဲ့ဟင်းတာနဲ့တူထတာအဲ့ဒီအထက်မှာအပြိုတော်တွေပုံနေရတယ်ငှက်ကြီးကအပြိုတိုင်းမစားဘူးဘိုက်ပွင့်ရင်မစားဘူးကြောက်ပေါက်မှာပါရင်မစားဘူးသွားခွင့်ရင်မစားဘူးနှစ်ဖူးမောင်ရင်မစားဘူးလွန်ခဲ့တဲ့15နှစ်ကျော်ကရင်းနှီးခဲ့ဘူးတဲ့စားသားကိုတန်စင်သူပြန်လဲဆန်တက်စွာကြားရပြန်ပါပြီ။ ကျွန်တော်ဆက်ရှင်းပြမယ်နော်ပြောရမလားအန်တီသိန်း300စုကြီးပေါက်ပြီးပါချေရိုကားကြီးဝယ်စီလို့ပကံတစ်ခေါက်ပြန်လာပြီးအလူကြီးပေးနိုင်ပါစေမော်ဒန်ရင်းကညောင်ဦးမာတော်ပေါ်ပူလာဖြစ်နေပြီပဲဒါကြောင်းနေလားတဲ့တယ်ပဲမေးလိုက်တော့တယ်နေတယ်လေးတန်းအခုမုံစားဆင်းတော့အမေ0ဆိုင်လာကိုရောင်းတာအဲပါတော့အန်တီကိုမြင်လို့လာပြောတာကြောင်းပြန်တက်မှာမုံဘိုးလိုချင်လို့ တော်ပါရည်ရဲ့အေးလေလွန်ခဲ့တဲ့15နှစ်ကျော်ကနေမတူနိုင်တော့ဘူးလို့ကြိုတွေးခဲ့တာပဲကိုမနူဟာမဖះအကြောင်းတလုံးချင်းရှင်းပြမယ်နော် ရှင်းပြရမလားဟင်ကုတူပါ မုံမုံပေးလေပြောပါမယ်ပိန်တီတီနဲ့ငေါတတောင်လေလွန်ခဲ့တဲ့15နှစ်ကျော်ကမိမိကံကိုဖျက်ခနဲမြင်အောင်မိတယ်တော့အေးတလုံးချင်းရှင်းပြမှာလားမုံဘိုးပေးရမှာပေါ့ တလုံးချင်းပြောဟုတ်လားဟုတ်ကဲ့ဒီဖျားကြီးကမနူဟာမင်းကသူခံစားရတာတွေကို အနှောရထားကိုသိစေချင်လို့တဲခဲ့တာ သူ့လက်ဝတ်ယတနာကို ရောင်းပြီးမွန်ပညာရှင်တွေနဲ့တဲခဲ့တာရုပ်ပါတော်လေးစုရှိတယ်အားလုံးတစောင်းနဲ့အကြက်ကြီးတဲခဲ့တာပဲဟုတ်ကဲ့အရှိရစာကပုံမှန်အတိုင်းဖတ်သွားတာပါအခုကျွန်တော်ဆက်ဖတ်မှာတော့ PC ကိုရဲ့တလုံးချင်းပါရှင်မဲ့ဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ဒီဖယ်ယာကြီးကမနူဟာမင်းကသူခံစားရရာတွေကိုအနော်ရထားကိုတိစေချင်လို့တဲခဲတာသူလက်ဝရတနာကိုရှောင်းပြီးမော ပြင်းညာရှင်တွေနဲ့တဲခက်တာရုပ်ပွားတော်လေးစုရှိတဲ့အာလုံးကိုတန်ဆောင်နဲ့အကြက်ကြီးတဲ့ခက်တာပဲတကယ်ကိုတလုံးချင်းမှတလုံးချင်းဟုတ်နဲ့ကဲ့ကိုတလုံးချင်းပြပြတတအရလို့အနုမာရော့အာ နန္တာအမြင်မာတပ်ပေညုဒုဆိုရှင်တမယံအနုမာတော့အာနန္ဒာအမြင့်မှာတပ်ပင်ညုဒူးဆိုရင်တမယံဟိုက်ပီစီခွေလေးကပေါ့စ်ဖမ်းလို့မရပါလားသူ့အချိန်နဲ့တူတလုံးချင်းဆက်လက်နေတဲ့အတန်တွင်းဂျိုဝေလေးပါလားခဏလေးပါသမီးရဲ့အဲ့ဒီတလုံးချင်းကိုခဏရက်ပြီးအန်တီမေးတာဖြစ်ပါနော် ဟုတ်ကဲ့။အိုးအခုထိတလုံးချင်းတန်ဆင်မှရှိတော့။တမီးကြောင်းနေလား။မနေပါဘူး။ဒါဆိုဒီအကြောင်းนี่နှုတ်တိုက်တင်ပြထားလား။ဟုတ်ကဲ့။သူ့ဟုတ်နေကဲကတော်တော်ကို အသေးရစရာမော်ဒန်တန်ဆင်။ဒီတစ်ခုပဲတတ်တာလား။နောက်ဖရားရဲ့အကြောင်းလည်းထပ်တင်ပါအောင်မယ်။အန်တီတိန်းတော့ရာစုကြီး။တော်တော်တမီးရပြီရပြီ။အန်တီတမီမောပါလေကွယ်။ မောင်ဘိုးပြီမှာနော်ဆက်မရှင်းပြနေတော့နော်တမီးဘာလို့ចောင်းမတက်တာလဲပဲပြောပြအငယ်လေးတွေကိုထိန်ရမယ်သူတို့ကြီးလာရင်ចောင်းနေရအောင်တော်တော်ရပြီတမီးတကယ်ရပြီနော်နာမည်ဘယ်လိုခေါ်တယ်လဲလို့တော့မေးစရာမလိုတော့ပါဘူးလေမော်ဒန်မိမိကန်လေးအဲဟုတ်ကဲ့လေးကမောင်ဘိုးရတာနဲ့ပြေးထွက်သွားပါပြီဆူလာမနီမှာဓမ္မယံကြီးမှာမာ လွန်ခဲ့တဲ့15နှစ်ကျော်ကတည်းကတင့်နေတဲ့ဖရားတွေကြားမှာတန်စင်ဟောင်းတန်စင်တစ်တွေလွင်လေးရှိတဲ့ဆဲလဲပေါင်းများစွာနဲ့တွေ့ဆုံပြီးတဲ့နောက်မော်ဒန်ပကံကပြန်ပြစ်ခဲ့ပါတယ်။ပြန်ကန်နီးမှာကလေးမဟုတ်တော့တဲ့မိမိကံကိုနှုတ်ဆက်ဖို့အာနန္ဒာကိုဝင်ခဲ့ပါသေးတယ်။ဒါပေမဲ့အဲ့ဒီနေရာမိမိကံနဲ့မတွေ့ခဲ့ရပါဘူး။ဒါပေမဲ့လွန်ခဲ့တဲ့15နှစ်ကျော်ကနဲ့မတူနိုင်တော့ဘူးလို့တော့ကြိုတွေးခဲ့တာပေါ့။ ဒါပေမဲ့မော်ဒန်မိမိကန်လေးတွေနဲ့တော့တွေ့ကြရပါသေးတယ်။မတ်တီတာစမ်းချောင်း ိုက်တင်ပါတယ်ခင်ဗျာအားလုံးပဲအဆအဆအရာရာဘေးကင်းကြပါစေခင်ဗျာခရုလဲစားကြပါခင်ဗျာ